အဲသူ့ကိုအလုံကျွေးပြတဲ့ဘုန်းကြီးကပဲပဲကလေးပြုတ်ပြီးတော့သူ့ကိုယ်ရဲ့ကိုယူစားပြီးသူကပဲကလေးစားပြီးတော့အဲ့ဒီကူထဲမှာရေလဲပြီးရဲ့မီးလဲရှိတယ်အိမ်သာလဲရှိတယ်အဲ့ဒါသူသွန်ခတ်တော့အဲ့ဒီပရကမဆရာတော်များတော့သွားမေးပါပဲဆိုတော့ပရကမဆရာတော်များနာမည်ကျော်လာတာဆိုတော့တော်တော်ကြီးစောက်ပြီးမေးကြတကယ်မေးကြရတဲ့အခါကျတော့သူတို့ကလည်းပဲသူတို့ပြန်ပုတ္တုပြပါလို့သူကမျိုးပြောတယ်သူတို့ကကြား ်အဲလိုပြေတော့အားနဲ့တော့ခင်ဗျတရားကျလို့ပါလားနောက်အဲ့ဒီမှာညာနာစာကြီးကြတော့ဆိုတာကသူ့ရိပ်သာကြီးကလေသူတရားဟောတယ်သူတရားဟောတဲ့အခါကျတော့သူတရားကိုသွားတာလေဆရာတော်ကလည်းတရားကိုကောင်းလိုက်တာလीပြေသက်ကြီးကဒီလောက်မကတဲ့ဓမ္မယုံကြီးနဲ့အပြည့်သူတရားဟောတာပြေသက်ကြီးနဲ့စကားပြောနေတာအပြန်လန်ပြောနေတာပြေသက်ကြီးဘယ်လိုပြေသက်ကြီးတကူလုံးနိုးနေအောင်များတောင်သူပြောနေတာဆိုတော့အတူစကားပြောကောင်းတာပဲလို့အားကျခဲ့တာလေ ဒါပေမဲ့သူ့တရားကိုကိုသိမ့်မမိဒီနေ့တော့၃ရက်လောက်ရှိတဲ့အခါကျတော့စောစောကလေးသွားတရားညနေ၆နာရီလောက်ဟောပါသေးရဲ့ညနေ၃နာရီလောက်ကလေးကသူ့သွားသွားပြီးတော့သူကနေပြီးတရားလူစုကလေးတစ်စုကိုတရားပြတယ်သူတို့ပြသွားပြပြီးသွားလို့သူတို့ပြန်သွားတဲ့အချိန်ဒီဘောထိုင်တယ်။အဲသူတို့လည်းပြန်သွားတော့ဆရာတော်ကြီးလည်းကြံတဲ့အခါကျကျုပ်လည်းရောက်သူ့ကိုကြောက်။ဆရာတော် ဒီလိုကြောက်ချင်တာလေးတခုပြီလို့ကိုင်းစောစောလာပြီးဆရာတော့ရှင်းတာကဘာကြောက်ချင်တော့ကွာအပြက်တွေကိုရုံဏနေပြက်တယ်လို့ဒါနာနေပြက်တာတော့သူတော့သဘောပေါက်ပါကြာရုပ်တွေပြက်တာသဘောပေါက်ပါဘူးသူကပြောတယ်ဟာရုပ်တွေကပြက်ပါတယ်ကွာမှားတယ်ကပြက်တယ်လို့ပြောပေမဲ့ညှင်းနေတာများတယ်ကြာဟာဘယ်လိုညှင်းနေတာတော့ကွာ သူနဲ့ကြောက်ကြတဲ့မှာတွဲကံကလေးတစ်လုံးကြီးကြွေလို့ခေကအဲ့ဒီကြွေလို့ခေကံကလေးမှာလည်းပန်းကက်ကလေးတွေပါလေးတွေနဲ့လုပ်ကလေးဒီရုပ်ကလေးတွေကလည်းကြွေနဲ့လုပ်ထားတာတော့စိမ့်စိမ့်ကလေးတွေဒီဒီကလေးတွေပါပါကလေးဟောဒီခေကံမှာကြည့်နေတဲ့စိမ့်စိမ့်အရုပ်ကလေးဟာခေကံလုတ်ပြီးကြတဲ့စိမ့်စိမ့်ရုပ်ကလေးကြအသိအောင်လည်းမပြတ်ဘူးရုပ်ကလေးလည်းမပြတ်အဲ့ဒါနောက်လည်းပဲဘယ်တော့ကြအောင်နေဦးမယ်မသိဘူးမပြတ်ခဲ့ကြပါခင်ဗျာအဲ့ဒါပဲလို့ပြတ်တယ် အဲ့ဒါဒီလိုသိရတာဗျာလို့ဒါပြက်တာသိတယ်သူကဘာပြောလဲဖြစ်တော့ဒါပြက်တော့ပြောလာတယ်တကယ်ဟာတဲ့တကယ်တော့ပြက်နေပြီမလို့လဲဖြည်းဖြည်းပြက်နေတာဖြစ်တယ်ဒါကဒီလိုတော့မျက်စိကစိတ်ကြီးမတန်လို့မလို့ပြက်တာမမြင်ရတာပါတဲ့ဒီမက်ဂရိုစကုတ်တို့လိုဟာမျိုးတွေနဲ့ကြည့်မယ်ရှင်သူပြက်နေတာတွေ့ရမှာပါတဲ့ဒီလိုတို့လည်းပဲမက်ဂရိုစကုတ်မျက်စိရအောင်ဆက်အားထုတ်နေရတယ်ပါပဲသူကပြောအမေသူလည်းအားထုတ်သေးတယ်သူလည်းတရားမရဘူးခေါ့ အဲ့လိုနဲ့သူတရားမရတာကိုဟိုသူတရားမရတာဆိုတာကိုတွေ့ရတယ်တရားရသူဆိုတဲ့ဟာတွေကိုတွေ့ရအတွေ့ရတော့တော့တော်တော်များများသွားလဲလို့ကြောက်တဲ့ဘော်တွေရောက်ဝေဘူးတွေရောက်ကြောက်ခန်းတွေရောက်ဘိုးညိုတွေရောက်သဲငူတွေရောက်ပေါ့ဗျာသဲငင်းတွေရောက်အဲ့လိုတွေရှောက်ရောက်ပြီးသွားတဲ့အခါကျတော့ဘာဖြစ်တော့တော့ဟာတရားလည်းသူတမျိုးကိုတပုံရနေကြတာပါလားတရားတယောက်နဲ့တယောက်ရတာလည်းမတူပါလားဖះတရားကိုသူသူရရမှာသူမတူဘူး အဲ့လိုမတူတာဖြစ်တဲ့အတွက်ကတော့သူတို့ရတာလဲတရားမဟုတ်ပဲဖြစ်ရလဲ။ငါရတာလဲတရားမဟုတ်ပဲဖြစ်ရလဲ။တရားရတာမဟုတ်ရင်ဘာရတာတော့ဆိုတော့ငါမကြည့်။သူတို့ရတာလဲငါမကြည့်။ငါရတာလဲဘာဘာရတာမှမကြည့်ဘူး။အေးမသိလို့တော့မသိဘူး။ဟာတရားရတာမဟုတ်ရင်တစ်ခုရတာစီဘာရတာလို့ဆိုတာပြီအောင်လို့ဆိုလို့လဲဆိုပြီး။ကိုများရတာမသိတော့ကိုရတာတော့ပြီအောင်လုပ်ရမယ်။ဒါလုံးလိုက်ရင်ကနေပြီးတော့ အမျိုးမျိုးညံနေထုတ်လိုက်တဲ့အခါကျတော့ဩငါရနေတာဟာအာယူပါရပဲသိကြဘာဖြစ်လို့အာယူပါရနေတာပဲလို့သိလို့ရှင်တနေရာအရောက်မှာစိတ်ခန်းကလေးတစ်ခါနဲ့ကျုပ်တဲကိုညံနေရာရောက်တဲကိုရပါရဲ့ရှင်းနိုင်လောက်ကြတကားခေါက်ဘုရောရေးသွန်းဖွင့်ပြီးဝင်လာတယ်လို့ကျမထိုးဘူးလို့ထပ်ပြောလိုက်တော့လေတော့ဖွင့်ပြီးဝင်လာတာပဲဝင်လာပြီးနောက်အသက်ကတော့ကျုပ်ထက်ကြီးပါတယ် အဲသူနဲ့တိတ်ခါချင်းဆက်ရတာပေါ့နော်ကိုတော့ပထမရပါတော့ပြီးတော့ပထမရပြီဟောသူကလည်းနဲ့ဝါခဲနေဝါငဲနေတော့ကဲတယ်လို့ဆိုရင်ကိုတော့အဲ့ဒါထိုက်ကိုတော့ရလို့နေနေခုပြစ်ကိုသူ့တွေးလိုက်ကိုကတော့ဒီကမြင့်မြင့်ခုပြစ်ကတည်းကပတင်းတော့စကားပြောကြတာပေါ့နော်နေနေခုပြစ်ကနေပြီးသူထိုင်ပြီးတော့သိမင်းလေးကလေးကိုကြည့်ပြီးတော့ဘုန်းကြီးကဘယ်ရလာတာတော့ဘယ်ဟိုသွားမှာတော့ ။ဘာလို့တာတုံးနဲ့အာလာဘတန်လာပါပြော။သိလိကလေးကလည်းညီးသွားတဲ့အခါကျတော့သိလိကလေးကိုပါဇက်တတ်ထားပြီ။ဟွာ။ဟွာနေပြီးတော့သူကနေပြီးတော့ကြောက်ကြည့်ဒီလိုလက်ဝါးလေးဖြတ်တော့။ဟာ။သိလိကလေးဖွာပြီးခါးကြားတဲ့အစော်ရဲလေးကိုဖြုတ်လက်ဝါးထဲကိုထည့်။ထည့်ပြီးတော့ဘာပြောလဲဆိုတော့ဘာကြည့်ရုံနဲ့သူကပြော။အာတော်ရဲရှိတာပေါ့။ကျုပ်ကလည်းပြောလိုက်။အဲ့လိုပြောပြီးလဲဆိုတော့တော်ရဲကိုပြန်ယူပြီးတော့သူ့ခါးကြားတဲ့ပြန်ညှပ်။ ဒီခုနတော်ရဲနေတဲ့လက်ဝါးကြတော့ရုပ်ဘူးတော့ပြဲထားအခုမှရှိတော့အတူတခါချပြီဘာမှမရှိဘူးလေလို့ရုပ်ကလည်းပြောလိုက်အဲ့ကျ तू ကပြောတယ်ကအခုနကတော်တွဲလေးနေသွားတဲ့နေရာမရှိဘူးလားဟာတော်တွဲလေးနေသွားတဲ့နေရာမရှိဘူးလားဆိုတော့ဟုတ်တယ်ဗျဒီလိုကဆိုရင်ရှီရတော့ကြံခဲ့တာဆိုပြအနေရာမရှိဘူးလားလို့ဆိုတော့ ဒါနဲ့တုတ်ကနေဟောနေတော့လက်တာလို့ပြန်ဆိုတော့ရေးလို့စကားတော့ဒီမိညာပြောချတို့တာလို့တဲ့ညာကြောင့်ပြောဒီနေ့သူရောလည်းကြီးပန်းလာတာလို့ဒီရောက်တာဟောတော့ဒီလိုတော့အစီရင်းလို့အဲ့ပြန်ကြရင်ဒီလိုပြောမယ်ဆိုတော့ရတုတ်ကတိလိုက်တာဒါသားဖို့ခြင်းဟောဒီနေရာမှာငားနေတာလို့အဲ့တော့တရားကိုငါတောင်းကောင်းသူပြောရမယ်ဆိုပြီးတာအဲ့ဒါနဲ့ တို့ကတညာလုံးတူပြန်သွားတဲ့အခါကျတော့တရားပွားတာပေါ့နောက်ကနေနောက်ကနေဖြစ်နေအောင်ပွားတဲ့အခါကျတော့ကိုလည်းပဲလျှင်းနေလျှင်းနေတဲ့အချိန်မှာမှပြက်ကြတော့ဟောတာဝီလီဝီလေးမှာဟောတာသောသားရတဲ့အခါကျကိုတော်ကြီးတပားပြောတရားတွေဟောတာပေါ့နော်သူနဲ့ကြုံနေနှစ်ပါးတဲ့ဆွန်တော်ဝိုင်းမှာကြာတယ်ကိုတော်ကြီးတပားဟောတဲ့အခါကျတော့အဲ့ဒီကိုတော်ကြီးကိုပါပြောတယ်ဆိုတော့ ဘရောအဲ့ဒီတရားတော့ဒီဆိုတင်တာရှင်းနာမှာတရားတစ်ခွက်ရှိသေးရဲ့တက်ပြီးဟောပါအဲ့ဒါဒီတော့နားထောင်နေလဲလို့ပြောတယ်အဲ့ဒီကူတော်ကြီးကလည်းယူဖို့သဝေးကြီးကိုလဝိုင်းနဲ့ဗျာလို့ခြားတယ်ပြီးတော့မင်းရတယ်ဘာလူလေလောက်တာလို့တယ်မင်းငါတားလောက်ပဲရှိသေးတယ်ဆိုတော့မန္တရာကျုပ်ဘာနာကျုပ်ကလည်းဒါနားထောင်သူမြည်တော်မြည်တဲ့အခါကျတော့လက်တိဆုပ်ပြီးတော့သဝေးကိုတော့သူကျော်လည်းထိုးချိုက်စကားတယ် လူမိုက်လူမိုက်လုံးရတာပေါ့ဗျာအမေသူတို့တိလာရှင်နေဘုန်းကြီးညံ့မှာတယ်လို့ပြောရတာဘုန်းကြီးက၆၆မာမာလေးနဲ့မဲမဲလေးနဲ့တော့စိတ်ကြတော့တို့ကြီးတဲ့ပုံရှိတယ်လို့ကြုတ်ကိုကြောက်သွားတယ်ကြတာအဲလက်သေးနဲ့ဇဝဲထိုးပြီးအောင်ပါကိုတော်တို့ကြောက်ရောက်လို့ကိုတော်ပြောချင်တဲ့အတိုင်းပြီးတော့လိုက်တာပဲကျန်လာတော့ပြောချင်တယ်လို့ပြောဒါတော့ညီမထောက်ပါလို့ပြောလိုက်တာပဲပြရလဲတကားလဲဆိုတော့မဲအဲ့ဒီဘုန်းကြီးအဲ့လိုပြောလိုက်တာဟုတ်ဝိုင်းပြီးဩဃာတူကြတယ်ဗျာတောက်ကြတော့အဲအဲ့ဒီကိုအဲ့လိုပြောမှဖြစ်တာတဲ့ကိုတော့အဲ့လိုလှုပ်လိုက်တဲ့အတွက် ကောင်းသွားတာတဲ့။ဒါနဲ့မင်းပြအဲ့ဒီဟိုရင်းလောက်ရောက်တဲ့ကိုးနိုင်လောက်ရောက်တဲ့အခါကျသုံးကပြန်လာတော့ကိုကညာဘုံကြီးကထက်ခေါ်အဲ့ခေါ်တော့ဒီကောပြောပြောလိုက်တာပေါ့ကွာကိုယ့်ရဲ့ဒီအကြောင်းအရာတွေပြောလိုက်တော့ဟာသူကသောတာတာဖြစ်တယ်။အော်ကိုယ့်တရားရတယ်လို့ရှင်းတယ်လို့သူကလည်းပဲကိုယ့်တရားရတယ်လို့သူကလည်းပြောလိုက်တာပေါ့။သူကသောတာတာဖြစ်နေပြီလို့ပြောမှကိုယ်ကလည်းတတိယလား။ဘာတတိယလားလို့ဆိုတော့သောတာပန်ဆိုတာတစ္ဆာတရားကိုသိတဲ့တယ်။ သစ္စာတရားမှာကြိုင်တဲ့ပြီဆိုဒုက္ခကိုလည်းကြိုင်တဲ့ပြီလေသမှုတရားကိုလည်းပဲဒုက္ခနဲ့အတူတူပဲကြည်ဒီရောဓာကိုလည်းဒုက္ခနဲ့သမှုတရားနဲ့အတူတူကြည်ရတဲ့ဝေကကိုလည်းပဲဒုက္ခနဲ့သမှုတရားနဲ့ဝေကနဲ့နိရောဓနဲ့အတူတူကြည်ရတဲ့ကြိုင်တဲ့ပြီလေကာတိအေးဗျာလို့ဒီလိုတော့ဟောတာပါမဖြစ်သမရနေတော့လားလို့သူ့ပြန်ပြောရဘာဖြစ်လို့လို့စေတော့ဒီလိုသိတဲ့အရာကြီးဟာသိတာမဟုတ်ဘူးလို့ဒီလိုတော့မပြောတတ်ပါဘူး ဟုတ်တယ်လို့လည်းတခါတူးတော့မပြောတတ်ပြန်ဟုတ်လို့ဟုတ်ဟုတ်ပါဟုတ်ဟုတ်ပြားလို့ဒီတော့တော့တော်တာပါဖြစ်ပြနေဆုံးဘာဖြစ်လို့တုံးဆိုရင်လို့အဲ့ဒီနိဗ္ဗာန်ကိုသိနေတဲ့အချိန်မှာဒီလိုဒုက္ခကိုသိနေကြအကုန်လုံးလည်းဒုက္ခပါသတိလားခွေးလိုက်တာလည်းဒုက္ခပါလို့ရိုက်တာလည်းဒုက္ခပါလို့ပြောရတာအဲအဲ့ဒါသိပါတယ်လို့အဲပဲဟောဒီငိမ့်တဲ့ဟာကြီးကိုသိနေတယ်ကွာအဲ့ဒီဒုက္ခကိုသိဘူးကြာဒါကြောင့်လို့ဒီကြိုင်တည်းမသိဘူးလို့ ။ဒါကြောင့်မလို့ဒီလိုတော့မဖြစ်ပြသေးတာဦးလို့ပြောတာပါလို့ကိုရောတို့မဖြစ်နဲ့လို့ပြောတာမဟုတ်ဘူးလို့သိကြပါလို့ကိုရောတို့ဒီလိုတော့မဖြစ်ပြသေးတာဦး။သူတို့ကလည်းပဲကျိုးတွန်စွာနဲ့စကားပြောတဲ့သူဆိုတော့သူလည်းပဲလက်ခံပါတယ်။ဒါလေးသွားတရိယာအကုန်လုံးတရားနယ်တွေကနေစုံပြီးပြန်လာတဲ့အခါကျတော့ဒါကိုငါငါကြည့်လိုက်ရဲ့ဒါကတော်တွဲလေးမရှိတဲ့တော်တွဲလေးနေသွားတဲ့နေရာကိုငါကြည့်တယ်။ဒါနောက်ဝင် ငါဝတ်နေတဲ့နေရာအဲ့ဒါကမရှိတာကြည့်နေတာဟုတ်တယ်စိတ်ကလေးဖြစ်တာမြင်လိုက်တယ်စိတ်ကလေးပြတ်သွားပြီးနောက်အဲ့ဒီစိတ်နေရာမှာဘာမှမရှိဘဲနဲ့နေ